တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာကြီးတကုံရွှေများရဲ့ကန်တူအချိုးဘေးဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ် 1938ခုဇူလိုင်လ13ရက်နေ့ည9နာရီအချိန်က မိုးပွဲကလေးများတပြောက်ပြောက်ကြလျက်ရှိစဉ်ဥကာစင်ဤအဟောင်းဆိုင်ကလေးအတွင်းသို့မိုးရေများရွှဲရွှဲဆိုလျက်ရှိသောမိုးကာအင်ကြီးနှင့်လူတစ်ယောက်ဝင်လာလေသည်ဝင်လာသူမှာအသက်40ခန့်မြရှိပြီးဟုခန့်မှန်းရ၍အသားညိုညိုသပင်ကောက်ကောက်နှင့်ခိုင်ငံ့သောမေယိုများရှိပြီးလျင်ကြမ်းတမ်းခတ်ထန်သောဟန်အမူအရအသွင်ပြင်ရှိသူတစ်ယောက်ဖြစ်၏ မျက်လုံးများမှလည်းအလွန်ဆူးရှာ၍မွေးဟောက်၏မျက်လုံးများကဲ့သို့တောက်ပလျက်ရှိလေသည်။ဥကာစင်းဤဆိုင်မှာအလဲပိုင်းအနောယထာလမ်းပေါ်တွင်ရှိသောဆယ်ပေကမျှမျက်နှာသာရှိ၍ကြွေအိုးကြွေတဲ့ဖန်ဘူးဖန်ကွက် လက်ကောက်ပတိနှောင်းအထူးအစံပစ္စည်းကလေးများ အဖိုးမထိုက်တန်းလှသောရွှေတဲ့ငွေတဲ့ကလေးများကျင်းနီကျေးဝါတတ်တူတွင်တွက်ကြောက်ချက်ကြောက်မျိုးမျိုးမှစ၍ တိုလီမိုလီပစ္စည်းများရောင်းချသောအဟောင်းပစ္စည်းဆိုင်လေးတစ်ဆိုင်ဖြစ်၏ဂျူလီယာလူမျိုးတယောက်ဖြစ်တော်လဲမြမပြည်တွင်နှစ်ပေါင်း20ကျော်30မြနေခဲ့သူဖြစ်၍ငါးပါးသီလဖျားရှိခိုးနမကကာယကိုပင်တွက်လက်စွာရွတ်တက်သည့်အထိမြမရည်လေသူတယောက်ဖြစ်သည်ဥကာစင်ဤဆိုင်မှာအမြင့်အားဖြင့်မပြောပါတော့လဲတခါတည်းရန်အလွန်ဝင်ငွေကောင်းငယ်၏ မတရားသောနီးလန်းများဖြင့်ဈေးချောင်ရခဲ့သောပစ္စည်းများသည်ဥကာစင်၏ဆိုင်ကလေးသို့ရောက်လာတတ်၏ဥကာစင်မှာအိနီယာမျိုးတွင်ပါနတူတယောက်ဖြစ်သည့်အတိုင်းလူမျိုးမျိုးနှင့်ပေါင်းတင်ဆက်ဆံရာတွင်လည်းအစဉ်ပြေအောင်ပေါင်းတင်ဆက်ဆံတတ်သူဖြစ်လေသည်ထိုခေတ်ကပလိတ်အဖွဲအမှုတန်းအရာတန်းအချို့၏ပြော့ညံ့မှုမယိုးသားမှုများသည်လည်းဥကာစင်၏အဟောင်းဆိုင်ကလေးကိုရက်တီယန်အားပေးတဲ့ကဲ့သို့ရှိနေလေသည်ဆိုင်တွင်သို့ဝင်လာသူမှာ ယခင်အဆက်ဆက်ကလည်းဥကာစင်ဤဆိုင်သို့သုံးလေးကောင်းမြရောက်ခဲ့ဘူးသည်ဖြစ်ရာဥကာစင်နှင့်တီဟောင်းကျွမ်းဟောင်းတယောက်လည်းဖြစ်၏သူဤလက်ထဲတွင်လည်းအတော်တန်လေးတော်တရေအိတ်ခန်းနွမ်းနွမ်းတလုံးကိုကင်ထားလေသည်ထို့သူသည်ဥကာစင်ဤမျက်နာကိုမြင်လိုက်သည်နှင့်တပြိုင်နက်မတိမတာပြုံးလိုက်သည်ဥကာစင်ကအင်းခမရောက်လာပြန်မကိုဗျာကိုမူသည်ထိုင်ပါထိုင်ပါ ကိုမိုးသည်ဆိုသူသည်မိုးကအင်းကြီးကိုချွတ်၍တန်ချောင်းတစ်ချောင်း၌ချိတ်ထားလိုက်ပြီးလျင်ခုံတန်းရတစ်ခုပေါ်၌ထိုင်လေ၏တရေအိတ်ကြီးကိုမူသူ၏နဘေး၌ခြားထားလိုက်လေသည်ဥကာစင်ဆိုင်သို့ပထမကြိမ်လာရောက်စဉ်ကသူသည်အင်းစိန်ထောင်တွင်ဖောက်ထွင်းမှုတစ်ခုဖြင့်သုံးနှစ်ကြာခံလျက်ရှိရမှမကြသေးမီကလွတ်လာသူဖြစ်ကြောင်းဖြင့်ပြောပြပြီးလျင်ဥကာစင်အားတမတ်သားကန်ရှိရွှေလက်စုပ်ကလေးတစ်ကွင်းကိုငွေ၁၀ကျပ်ဖြင့်ရောင်းချခဲ့ပူ၏ ောက်တစ်ချိန်၌အဖိုးငွေတရားချက်ကန်တန်သောလက်ပတ်နာဤတလုံးကိုဥကာစင်အားငွေ20ကျပ်နှင့်ယူပါဟု တိုက်တိုက်တွန်းတွန်းရောင်းချခဲ့ဘူး၏နောက်၄-၅ရက်အကြာတွင်တဖန်လာရောက်ပြန်၍ဥကာစင်ဆိုင်မှ30 15ကျပ်မျှသာတန်သောလက်စွပ်တကွင်းကို30ကျပ်ပေး၍ဝယ်သွားခဲ့ဘူး၏ထိုသူလာတိုင်းအမျက်အစွန်းရလိုက်သောကြောင့်ဥက္ကာစင်မှာထိုသူနှင့်မျက်မှန်းတန်း၍နေခဲ့ခြင်းဖြစ်လေသည်ဥက္ကာစင်တည်သလောက ထို့သူမှာထောင်ထွက်လူစိုးတယောက်ဖြစ်သည့်အတိုင်းယခုကဲ့သို့မပြောပါလောက်သောပစ္စည်းကလေးများအယောင်းဝယ်မှအစပြုပြီးလျင်900ထောင်ကျပ်ရနိုင်မည့်အခွင့်အရေးများနောက်တစ်နေ့နေတွင်ရရှိလိမ့်မည်ဟုမျှော်လင့်သည်ကိုမိုးဒီကလည်းဓာတ်ရိုက်ပင်မဟုတ်တော့လဲတွဲဝိုက်သောဤအဖြစ်စောင်းမရိတ်ချေပြောခဲ့ဘူး၏ဥကာစင်သည်ကိုမိုးဒီအားနှုတ်ဆက်ခါနေရာထိုင်ခင်းများပေးလျက်ရှိစဉ်သူ၏မျက်လုံးများမှာကိုမိုးဒီ၏နဘေးတွင်ချထားသော တရေအိတ်စည်းတို့သာရောက်လျက်ရှိ၏။အော်ခမရကျုပ်ကိုနှုတ်ဆက်ရအောင်လာလာလား။အရင်ခါတုန်းကပြည်ဘက်ကို ခမရသွားတော့မယ်လို့ပြောမှုတယ်လေ။ဟုတ်တယ်သွားမလို့ပဲဥကစင်အခုညပဲသွားမှာ။နှုတ်ပေမဲ့ဒီကိုအခုလာတာကခမရနဲ့စကားပြောစရာကလေးတခုရှိလို့ဗျ။ကိစ္စကအရေးကြီးတဲ့ကိစ္စစူစမ်းမအောင်ဗျာ ကိုမိုးဒီဆိုင်ကိုခဏပိတ်ထားလိုက်ရင်ကောင်းမယ်ဗျာ အရေးကြီးတဲ့စကားပြောနေတော့စိုက်နေလူဝင်လာရင်မကောင်းဘူးဗျာကဲဒါဖြင့်ပိတ်လိုက်ပါမယ်ဗျာဥကာစင်သည်စိုင်ပေးတစ်ဖက်တစ်ချက်မှာခေါက်တကားများကို ပိတ်လိုက်ပြီးလျင် အတွင်းမှာဂလန့်ထိုးလိုက်၏သူထိုင်သောဂလက်ထိုင်ကိုလည်းကိုမိုးသည် ထိုင်နေသောတန်းရအနီးသို့ဆွဲယူ၍ထိုင်လိုက်လေသည်ကဲစူစမ်းမအောင်ကိုမိုးသည်ဘလို့ကိစ္စများပြောခြင်းလို့လေဒီမားဗျကျုပ်ကထောင်ကလွတ်တာမကြသေးတော့ ပလိကလည်းကျုံနောက်ကိုလိုက်ချင်နေမှာပဲအခုချက်ချင်းလက်ငင်းတော့မဟုတ်သေးပါဘူးဒါပေမဲ့သူတို့ကကျုပ်ကိုမျက်မှန်းတမ်းမိနေတော့ဘယ်ရက်မှနေနေအရက်ထဲမှာတခုခုဖြစ်ရင်ကျုပ်ကိုဆွဆွဲပြီးသားပဲဒီတော့ပြည်ဘက်ကလှဲ့ပြီးကျုပ်ဇာတိဖြစ်တဲ့တရက်မျိုးတောလက်ကိုပြန်နေမယ်လို့ကြံတယ်အ ਨੇ ဆုံးဟိုမှာ၄-၅နှစ်လောက်တော့တွားပြီးခြေရာဖြောက်လိုက်အောင်မယ်နောက်တော့မှရန်ကုန်ပြန်ပြီးနေခြင်းနေဒါမှမဟုတ်လေတောမှာပဲအယိုးထုတ်တော့မယ်ပေါ့ဗျာ อืมခမ ्या ကြံကောင်းသားပဲနို့ပေမဲ့ဒီတော့တွင်းမှာနေရေးထိုင်ရေးအတွက်အတော်ကလေးများဖူလုံရဲ့လားရှိတဲ့တလောက်တော့ရှိပါတယ်ဗျာများများဆဆတော့မဟုတ်လှပါဘူးပြီးတော့ကျုပ်ကလည်းကို့အစွမ်းကို့အားကိုတဲ့ကောင်မဟုတ်လားဗျဟုတ်ပါတယ်လေခမ ्या အကြောင်းသိပါတယ်ကိုမိုးသီးသည်သူ၏လက်ပတ်နာရီကိုကြည့်လိုက်ပြီးနောက်ကဲကျုပ်ကိစ္စပြောမယ်အချိန်ကတိတ်မရှိဘူးမိရထားက9နာရီခွဲထွက်မယ် ခု6နာရီမိနစ်50ဆိုတော့2နာရီကျော်ကျော်လောက်ပဲအချိန်ရှိတယ်။အင်းဒီတော့ဘာဖြစ်တယ်လဲ။ဘဟန်းကမင်းကြီးကတော့ဒေါ်မြတ်တွင်ဆိုတာကြားဘူးတယ်မဟုတ်လား။ဟုတ်ကဲ့ကြားဘူးပါတယ်။လူကိုယ်ကောမြင်ဘူးသလား။မမြင်ဘူးပါဘူးဗျာ။သူ့အရင်ယောက်ျားကဆက်ရှင်မင်းကြီးဥပကလေးတဲ့။အဲ့ဒီမင်းကြီးကတော့ဒေါ်မြတ်တွင်မှာအဖိုးတန်လက်ဝတ်လက်စားတွေအများကြီးရှိတယ်ဥကာစင်ရဲ့။လွန်ခဲ့တဲ့နှစ်နှစ်လောက်ကဆက်ရှင်မင်းကြီးဆုံးသွားတော့ ဥဘောဒာဆိုတဲ့လူတစ်ယောက်နဲ့အကြောင်းပါတယ်ဒီဥဘောဒာဆိုတာကသူ့ယောက်ျားဆက်ရှင်မင်းကြီးလုတ်တုံးကရှေ့ဖက်စည်ရေးကြီးပေါ့ဒီလူကပထမရကစားတုန်းကတော့လူရိုးလူကောင်းကြီးတစ်ယောက်မခုတ်တက်တဲ့ကြောင်လိုနေပြီးနောက်တော့သူ့အချင်းတွေတဖြည်းဖြည်းပေါ်လာတော့တာပေါ့ဗျာဟိုတယ်တက်အရက်တော့ဖဲရိုက် မြင်းလောင်းနဲ့အဲ့ဒီကြားထဲမှာမရင်ငယ်ယူလိုက်သေးတယ်အခုတော့ပြုတ်ပြုတ်ပြုံးပါပြီ လက်ထဲမှာအတွင်းပစ္စည်းကလေးနည်းနည်းပါးပါးနဲ့သူတို့နေတဲ့ခြံကြီးပဲကြံတော့တယ်အဲ့ဒီခြံကြီးကလည်းရွှေပုံသားလန်းကကလားတတိမစ္စတာပတေးစီမှာ၃နောင်းနဲ့ပေါင်ထားရတယ်ဒီတော့သူ့မှာကြံတဲ့အတွင်းပစ္စည်းတွေကသူအင်မတန်နှမျောစုံမတ်တဲ့စိန်ရင်တို့ကတကယ်ရှေးစိန်လက်ဟောင်းဆိုတော့အဖူတန်တာပေါ့ဗျာဒီစိန်ရင်တို့မှာစိန်၁၃လုံးရှိတယ်ဥကစိန်တလုံးကို၂ရည်ဒီလောက်ရှိတယ် အောင်မေကိုမိုးဒီကတဲပြီးနှိုင်းနဲ့ချွတ်ချွတ်တိပါကလားမတိပဲနေပါမလားဗျာကျုပ်လုတ်ကဒါပဲမဟုတ်လားဗျာအဲ့ဒါဘာဖြစ်တလဲဗျာကိုမိုးဒီရအဲ့ဒီစိန်ရင်နိုးကိုအခုမီးရထားမထွက်ခင်နှစ်နာရီအတွင်းမှာရအောင်ယူရမယ်အပြောကလွယ်လိုက်တာဗျာခမည်းပြောတာကမပြောသည်အခွန်နှွာစားတယ်လို့ကိုဗျာဒီလောက်အဖိုးတန်တဲ့ပစ္စည်းအိမ်မှာထားမတယ်လားကိုမိုးဒီရဘန်တိုက်မှာထားမှာပေါ့ န်ဒိုက်မှာထားတာတော့မှန်နေ။နို့ပေမဲ့မနိမနက်ကဗန်ဒိုက်ကထုတ်သွားလို့အိမ်မှာရောက်နေပြီဗျ။သူ့ယောက်ျားကနောက်ဆုံးဒီစိရင်တို့ကိုပဲရောက်မှုစီမံနေတယ်။မိမဟာဘလောက်ပဲပစ္စည်းကိုမက်မက်နောက်ဆုံးမယ်ယောက်ျားကချော့တော့ပါရတာပေါ့။နေပါဦး။ဒီရင်တို့ကိုဗန်ဒိုက်ကထုတ်သွားတာခမားကိုဘာသူပြောသလဲ။သူများပြောတာမဟုတ်ဘူးဆရာကြီးရေ။ကျုပ်ကိုယ်တိုင်မျက်စိနဲ့တက်အံ့မြင်တာ။ ဒီပစ္စည်းကိုဗန်ဒိုက်ကထုတ်သွားတော့ကကျုပ်ကိုယ်တိုင်ဗန်ဒိုက်မှာရှိတယ်ကျုပ်ကအင်မတန်တေချာတဲ့ကောင်ဘာပဲဖြစ်ဖြစ်မတေချာပဲကျုပ်မလုပ်ဘူးဒီပစ္စည်းဗန်မှာထားတာဘာဖြစ်လို့ထုတ်ရတာလဲအတုံးဆွဲကြက်လာလို့ရောင်းမယ်ဆိုပြီးထုတ်တာဖြစ်မှာပေါ့ဗျာမိမကကုပစ္စည်းနဲ့ကိုယောက်ျားကိုကြောက်နေရတော့မပြောဝင်ပဲကြည်နေတာဖြစ်မှာပေါ့အေးလီ ဘာပဲဖြစ်ဖြစ်ဒီပစ္စည်းဟာသူ့အိမ်ကတန်တစ်တာထဲမှာအခုရှိတယ်ဆိုတာသိဖို့အရေးကြီးတာပဲသူတို့လင်မယားမှာဟန်သာရှိတယ်အဆန်မရှိတော့ဘူးဗျကျွေးပတ်လဲဝိုင်းနေပြီအိမ်တော်မှုပြိဘောဂရေတောင်တဝက်သားသားရောင်းပြီးပြီလို့ကြုတ်ကြားတယ်သူ့ယောက်ျားကိုရောခမားမြင်မှုသလားဟမ်မမြင်ဘူးပါဘူးနေပါဦးဒီတော့ခမားဘာလုပ်မှာလဲဘာလုပ်ရမလဲဒီပစ္စည်းကိုကြုတ်တို့ရအောင်ယူမှာပေါ့ ဟွန်းခမည်းပြောတော့တိတ်လွဲတာပဲအိမ်မှာတို့လင်းများရှိတယ်မဟုတ်လားဒီကနေ့ညမရှိဘူးဗျ6နာရီခွဲရုပ်ရှင်သွားကြည့်ကြတယ်အစီကံတွေကောဗျာအိမ်ဆောင်တဲ့လူတွေကောဗျာဘသူမှမရှိဘူးအစီကံလည်းအရင်ကလူများများစားစားမထားနိုင်ပါဘူးတယောက်ထဲရှိပါတယ်အဲ့ဒီလူကလည်းမနေ့ကတည်းကတောကိုပြန်သွားလို့အိမ်မှာတို့လင်းများကြီးရှိတယ်ဒီတော့အိမ်ကိုတော့ခတ်သွားမှာပေါ့ဒီပြင်ဘာရှိအောင်မလဲ တဲတေကြပါကလားကျုပ်တို့အလုတ်ကတေကြရတယ်ဥကာစင်ရဲ့အိမ်တအိမ်ကိုကြံမယ်ဆိုရင် အိမ်ရှင်ရှိမရှိအိမ်မှာအိမ်သားဘယ်နှယောက်ရှိတယ်ဒီအိမ်မှာယောက်ျားဘယ်နှယောက်နေတယ်ဘသူကဘယ်နေရာမှာအိတ်တယ်သူတို့အိမ်မှာဘလို့လက်နက်မျိုးရှိတယ်သူတို့အိမ်မှာကြိုက်တတ်တဲ့ခွေရှိတယ်မရှိဘူးအိမ်သားနေချင်းတွေကဘသူဘဝဘယ်အချိန်မှာသူတို့အိတ်တတ်တယ်ကစပြီးအသေးစိတ်တိထားရတယ်ဒါမှလည်းကျုပ်တို့အကြံစီဟာ ျောကျော်ရှူရှူအောင်မြင်နိုင်တာကိုဗျနေပါအောင်ဆရာကြီးရဲ့ကျုပ်တို့ဆိုတာကခမည်းနဲ့ဘသူနဲ့ဒီကိစ္စကိုကြံစည်တာလေခမည်းနဲ့လေခမည်းဘာကိုဆိုလိုတာလဲကိုမိုးဒီဒီမယ်ဗျာဥက္ကစင်ခမည်းနဲ့ကျွန်တော်အလုတ်ကလေးလုတ်တာနှစ်ခါသုံးခါရှိပြီအာမဖိုးတန်တာမဟုတ်ဘူး10ချက်15ချက်ကိစ္စကလေးတွေခလေးကစားသလားပဲရှိတယ်ဒီတော့ခမည်းမှလည်းတိတ်ပြီးအကျိုးမရှိလောက်ကျုပ်မှလည်းမို့ဖို့ပေးဖို့ပဲရတယ် ီတော့အခုတခါနှစ်ယောက်စလုံးမျက်မျက်ကလေးစားကြရအောင်ကျုပ်ကကြံတာဗျကျုပ်ပါလိုက်ရမယ်ဆိုတာလားဒါပေါ်ဗျတကားဖွင့်မှုအိမ်ကိုဖောက်ဝင်မှုအထဲမှာရှိတဲ့မိကန်တစ်တာကို ဖွင့်မှုဟာတွေကကျုပ်တောင်းဝင်ထားခမည်းကကျုပ်လှုပ်လှုပ်နေတော့လူသူလေးပါလာမလားစောင့်ကြည့်ယုံမယ်တကားမှလည်းမလှုပ်ဖူးဘူးဗျဖြစ်ပါမလားဘာဖြစ်လို့မဖြစ်ရမှလဲဗျယောက်ျားပဲ မိချင်းမိရင်ကျုပ်ကိုမိမှာပြီးတော့ကျုပ်ကနာမည်ပြည့်ရှိတဲ့လူတစ်ယောက်ဆိုတော့ထောင်ကြတော့ကျုပ်ကပူကြအောင်မယ်ဒါစကားဖြစ်ပြောတာပါမိလည်းမမိနိုင်ပါဘူးလူမရှိတဲ့အိမ်ထဲဝင်ပြီးအตาကလေးယူယုံမယ်လွယ်ပါတယ်ဥကာစင်ဒီကိုမိုးဒီပြောသောစကားများကိုအတော်တန်နားဝင်လာပြီးဖြစ်၍ဖြစ်မှာဖြစ်ပါမလားကိုဘိုးဒီရေဖြစ်ပါလေဗျာဘာမှကြောက်စရာမရှိပါဘူး ကျုပ်ကဘယ်ဟာကြံစီကြံစီဘု து ကိုမှမယုံဘူးဗျလူတွေကတစ္ဆာမရှိတဲ့လူများတယ်အဲခမည်းပါလာရင်တော့ကျုပ်စိတ်ချတယ်ဒီမှာဗျကိုမိုးသည်ကျုပ်ကပစ္စည်းသာလက်ခံတာဒီလိုကျုပ်ကိုယ်တိုင်တော့မလုပ်ဘူးဒီကနေ့ညာစမ်းကြည့်ပေါ့ဗျာပြီးတော့ခမည်းကိုယ်တိုင်လည်းလုပ်ရတာမှမဟုတ်ပဲတခြားလူခေါ်လို့မဖြစ်ဘူးလားဗျာတခြားလူခေါ်ခြင်းရင်ခမည်းစီတော်ကျုပ်မလာဘူးဟောဒီတည်ရေးအိတ်ကြည့်စမ်း ိတ်ထဲမှာဘာပါတယ်ထင်တယ်လေအထူးဆုံးတံများကိုဖောက်နိုင်တဲ့ electric blowing ပါတယ်ဗျဘယ်တစ်တာမျိုးမှမခံနိုင်ဘူးကြုတ်တစ်ခုစိုးရင်နာကအဲ့ဒီလို blow လင့်နဲ့ဖောက်နေတဲ့ခါအတန်ကိုအပြင်ဘက်ကလူကြားမှာပဲစိုးရင်တယ်ပြီးတော့လဲအဲ့ဒီလျှက်စစ်မီးရောင်ကိုအပြင်ဘက်ကမြင်သွားမှာကိုလဲကြောက်ရတာပေါ့ဗျာဒီတော့ခမားပါလို့ခမားကစောင့်ကြည့်နေမယ်ဆိုရင်ဒီဟာတွေဘာမှစိုးရင်စရာမရှိတော့ဘူး စိတ်အေးလက်အေးနဲ့ကြုတ်လုံနိုင်တာပေါ့နို့ပေမဲ့မျက်နှာချင်းဆိုင်အိမ်ကမြင်ရင်ကိုဗျမျက်နှာချင်းဆိုင်မှာအိမ်မရှိဘူးဗျကွက်ပြစ်တစ်ခုရှိတယ်အဲ့ဒီကွက်ပြစ်ရဲ့ခိုးဘက်ကဂိုးတောင်ရဲ့အုံနေရန်ကြီးပဲရှိတယ်ဒီမှာဥကစင်ကြုတ်ပြောတာနားထောင်ပါအောင်ခမည်းကြုတ်ခေါ်တာညင်းနေရင်တော့ကြုတ်ရတဲ့ပစ္စည်းခမည်းကိုမပေးဘူးတခြားလူစီသွားပြီးရသည်မနဲ့ရောင်းလိုက်မှာပဲတတ်နိုင်မှုဥကစင်ကြုတ်မှာချက်ချင်းငွေလိုတော့လုတ်ရမှာပဲ ခမားမှာငွေလဲရှိတယ်အဖိုးတန်ပစ္စည်းတစ်ခုကိုဈေးချောင်းချောင်းလဲရမယ်ခမားလဲဘာမှမဖြစ်စေရဘူးလို့ကျုပ်ကအာမခံတာပဲဒါနဲ့တောင်ခမားညင်းနေရသေးသလားဥကစင်ကျုပ်တော့ခမားခေါ်လို့သာလိုက်ရင်လိုက်ရမယ်ကြောက်တယ်ဗျာဘာဖြစ်လို့ကြောက်ရမှာလဲဗျာကျုပ်တယောက်လုံးရှိသေးတာပဲဒီလိုပဲစွန့်မှရမှာပေါ့လောကမှာမစွန့်ဝင်တဲ့လူကြောက်တဲ့လူဟာဘတော့မှမျက်မျက်စားရမှာလေ ဒီတော့ကျုပ်ကဘာလို့ရမှာလဲဒါပဲလား ကျုပ်ပြောပြီးပါဗောကျုပ်လှုပ်ထဲမှာဘာမှဝင်ပါကူညီနေဖို့မလိုဘူးခမ ्या ကလူသွားလူလာအတန်ပလန်အရေးချေစောင့်ကြည့်နေုံပဲအပြင်ကချုပ်ခနဲ့အတန်ကြရင်ကျုပ်ကိုအချက်ပြလိုက်ရမယ်ဒါပဲလူတွေဥက္ကစင်ခမ ्या မလိုက်ရင်လဲကျုပ်တယောက်ထဲသွားတော့မှာပဲဒီစိန်ရင်တို့ဟာ2000ကျော်တန်နေဗျဒါလဲစဉ်းစားအောင်ကျုပ်ကိုလိုက်ပြီးခမ ्या ကူညီရင်9000နဲ့ခမ ्या ကိုကျုပ်ပေးခဲ့မယ် အဲ့ဒါနောက်ဆုံးစကားပဲခမရလိုက်ချင်းလိုက်မလိုက်ချင်းသေးဒါပဲကဲဗျာလိုက်ပါတော့မယ်တခါမှတော့ကျုပ်တသက်မှာဒီလိုမလုပ်ဖူးဘူးဗျို့ကဲဒါဖြစ်မြန်မြန်လုပ်အချိန်မရှိဘူးခမရကိုရှင်းလင်းပြီးပြောနေရတာနဲ့မိနစ်20လောက်အချိန်ကုန်သွားပြီငွေကိုတော့တခါတည်းယူခဲ့နော်ရော့ဗရမရော့နဂါပဲပြီးတော့ကျုပ်ကဒီကိုတခါပြန်မလာနိုင်ဘူးဘူတာယုံကြတခါတည်းဆက်ပြီးလစ်ရမှာ ဥကာစင်သည်စိုင်အတွင်းဘက်အခန်းတွင်းသို့ဝင်သွားပြီးနောက်ကိုမိုးသည်နှင့်အတူလိုက်ပါရန်ပြင်ဆင်လျက်ရှိလေ၏တခဏမျှကြာ၍အပြင်သို့ထွက်လာသောအခါကိုအင်းကြီးအနက်ဘောင်းဘီအနက်ကိုဝှက်ထားပြီးလျင်သူ၏ဘောင်းဘီအိတ်ထဲ၌လည်းငွေဆက်ကူတုပ်ကြီးတစ်ထုပ်ပါလာသဖြင့်ခက်ဖောင်းပေါင်းရှိနေလေသည်ကဲသွားကြမယ်ဥကာစင်သည်စိုင်တကားကိုပိတ်ခဲ့ပြီးလျင်ကိုမိုးသည်နှင့်အတူလမ်းထိပ်သို့ထွက်ခဲ့လေ၏လမ်းထိပ်သို့ရောက်သောအခါ တက္ကစီစီခေါ်ပြီးလျင်ဗဟန်းသူလာကြလေသည်ကားပေါ်၌ကိုမိုးသည်မှာအလွန်အေးဆေးသောအမူအရာရှိပြီးလျင် စီကရကူသာတလေပြီးတလေတောက်လျက်ရှိ၏ကားမောင်းသွားစဉ်ကိုမိုးသည်ကတစုံတရာဆ၍ပြောမိပြုရာဥကာစင်က ကားသမားကြားမည်ဆိုသည်ဖြင့်အချက်ပြလိုက်သောကြောင့်ကိုမိုးသည်မှာစိတ်စိတ်နေလိုက်ရလေသည်ကဘာအီလန်တိုင်းမြောက်ဖက်သို့မောင်းငယ်၍ဗဟန်းသူရောက်သောအခါကားကိုရက်စေ၍ ကိုမိုးသည်သည်ကားဆရာအားငွေရှင်းပေးလိုက်၏မင်းကြီးကတော့ဒေါ်မြသွင်း၏အိမ်မှာအတွင်းဘက်သို့ဂိုက်တရားကမြဝင်ရသည်သဖြင့်ကိုမိုးသည်ကရှေ့မှခေါင်းဆောင်ပြီးလျင်မှောင်ရိပ်များကိုခိုး၍သွားကြ၏အချိန်မှာခုနှစ်နာရီသာသာကန့်သာရှိသေးတော်လဲမိုးတဖြောက်ဖြောက်ကျနေသည်ဖြင့်လမ်းကလေးမှာလူသွားလူလာရှင်းလျက်ရှိ၏ချမ်းတို့ရောက်သောအခါကိုမိုးသည်သည်ရခင်ကတည်းကတတိထား၍သွားပြီးလျင် ချမ်းဤနောက်ဖက်သို့လှည့်သွားပြီးနောက်ချမ်းစည်းရိုးတွင် ပေါက်နေသောအပေါက်တစ်ပေါက်မှချမ်းတွင်းသို့ဝင်လျာဥကာစင်လဲနောက်မှလိုက်ပါသွားလေ၏ချမ်းဝတွင် ကိုမိုးသည်သည်နဘေးပဝင်းကျင်းမှအတန်များကို နားထောင်ရင်းခိတ္တမြဆိုင်းငံနေပြီးနောက်မြည်သည့်အတန်အမှမကြားရသည်နှင့်နောက်ဖေးဆောင်တကားရှိရာသို့လျှောက်သွားကြလေသည်တကားမှအပြင်မှတော့ခတ်ထားသည်ဖြင့်ကိုမိုးသည်သည်အင်ကြီးအိတ်ထဲတွင်ပါလာသော တော့တွဲမှတော်များကိုရွေးပြီးလျင်တော့တချောင်းဖြင့်ဖွင့်လျာတကားပွင့်သွားလေသည်ဥကာစင်အားလမ်းဖယ်ပြီးတော်လဲဥကာစင်သည်ခတ်တွန့်တွန့်လုံနေသည်ဖြင့်ကိုမိုးသည်လည်းရှေ့မှဝင်သွား၏ကိုမိုးသည်သည်လက်နှင့်ဓမီကလေးကိုလက်ကင်မွားဖြင့်အုပ်၍ထိုးသည်ဖြင့်ထိုးအလင်းအောင်ကလေးနှင့်ပင်ကောင်းစွာမြင်ရရလေသည်မိဘမှအိမ်တွင်းသို့ဝင်သောတကားမှာပညောင်းတစ်ချက်ဆွေး၍နေသည်ဖြင့်ကိုမိုးသည်သည်တရေအိတ်အတွင်းမှာ တထွာတာတာမျှသာရှိသောလွှာကလေးတစ်ချောင်းကိုယူပြီးလျင်ကျင်လဲစွာတိုက်ဖြက်လျာပြင်းချောင်းပြတ်သွားသည်နှင့်တပြိုင်နက်အတွင်းမှတန်ချောင်းဂလန့်ကိုအလွယ်တကူဖြုတ်ယူလိုက်လေသည် ထိုတကား၏အခြားဘက်သို့ဝင်မိသောအခါအိမ်မှအတွင်းသို့ရောက်လာပြီးဖြစ်၍ကိုမိုးသည်သည်ခေါင်းရင်ဘက်အခန်းတစ်ခန်းအတွင်းသို့ဝင်သွားလျာဥကာစင်လဲ၎င်းနောက်မှထက်ကျက်လိုက်သွားလေ၏အခန်း၏တောက်၌ မတ်တရက်တန်တစ်တာကြီးတလုံးရှိလေသည်ဥကာစင်ကတီးတိုးလေးတန်ဖြင့်တဲသေးကြပါကလားဗျကျုပ်ပြောပြီးပါကောကျုပ်ကတေချာမှလှုပ်တဲ့အကောင်လို့အိမ်သားတွေတယောက်မှမရှိဘူးနော်မရှိပါဘူးဗျာစေနာကြီးလောက်မှပြန်လာကြမှာပါခမားကမယုံတော့လားအိမ်သားတွေရှိကြလားဗျို့ကိုမိုးသည်သည်နောက်ဆုံးစကားကိုအတန်ခတ်အုပ်အုပ်ဖြင့်ဟစ်အော်လိုက်၏ သို့သောမြည်သည့်အတန်ကိုမျှမကြရကြ၏တအိမ်လုံးမှာတိတ်ဆိတ်လျက်ရှိပြီးလျင်နဘေးချံများဘက်မှလည်းအတန်ပလန်ဟု၍တစုံတရာမကြရပဲရှိနေလေသည်ဤသို့ကိုမိုးသည်ကအတန်ခတ်အုပ်အုပ်ဖြင့်အော်လိုက်သောအခါဥကာစင်မှာဒူးများပင် တုန်လျက်ရှိတော်၏ဟေလူဘယ်နဲ့လောက်တာလေဗျလူမရှိဘူးဆိုတော်ရောပေါ့ခမားယုံအောင်လို့လောက်ရတာလေခမားပြောယုံမာတယ်ဗျာ gain ခမားကဟိုနောက်ဖေးပေါင်းနာသွားပြီးနဘေးနဘီကြည့်နားကလည်းအတန်ကိုနားထောင် လူတန်ကြားရင်ကြုတ်စီလာပြီးချက်ချင်းသတိပေးကြားလာဥကစင်ကြားပါပြီဗျာကဲသွားပြီးတော့တန်တက်တာကြုတ်ဖွင့်မယ်ဥကစင်ထွက်သွားသောအခါကိုမိုးသည်သည်ဖောက်ဖြက်လျက်ရှိလေရာ7မိနစ်တာတာကန့်အကြာတွင်တန်တက်တာပွင့်၍သွားလေသည်ထိုအချိန်၌ဥကစင်သည်အတွင်းသို့ပြန်၍ဝင်လာပြီးလျင်ပွင့်၍နေသောတန်တက်တာတကားကို တအံ့တော်ကြိရှုလျက်ရှိလေသည် ပွင့်သွားပလားပွင့်သွားပြီလေခမားမြင်တဲ့အတိုင်းပဲအပြင်ကဘာသံများကြားရသေးတယ်လေဘာသံမှမကြားရပါဘူးဗျာတိတ်ကျင်လေတာပဲဗျူကဲဖွင့်ပါဦးခဏနေုံလေမိရှိန်နဲ့ပူသေးတယ်တန်တစ်တာတကားမှာဟရွေသွားတော်လဲအလွန်ပူနေသဖြင့်လက်ဖြစ်မကင်နိုင်သေးကြီးတို့နဲ့ကိုမိုးသည်တရေအိတ်လက်အိတ်ကိုယူ၍စွပီးလျင် တကားကိုအတရာဖွင့်လေသည်တန်တစ်တာအပေါ်တတ်၌ကငွေဖလားလေးငါးလုံးကို တွေ့ရ၍ဥကာစင်ကလှမ်း၍ယူမီပြု၏ထိုအခါကိုမိုးသည်ကမလုံနဲ့လီဒီလိုအသေးမွားမျိုးကစပြီးပေါ်တတ်တယ်ဥကာစင်သတိထားဟုတ်ပါတယ်ဗျာမယူပါဘူးခမားသတိပေးတာကျေးဇူးတင်ပါတယ်ပထမအန်ဆွဲတွင်၌လယ်မြေအင်ဂျင်ယာများနှင့်တူသည့်စားကြုံစားတမ်းများကိုတွေ့ရ၏ ကုမိုးသည်သည်လုံးဝကင်တွယ်ခြင်းမပြုကြီးဒုတိယအန်ဇွဲမာမူတောက်ခတ်ထားသည့်ပြင်ကုမိုးသည်သည်သူ၏အိတ်ထဲမှတောက်တူများကိုရွေးပြီးလျှင်ပင်ပန်းကြီးစွာဖွင့်ရ၏သို့သော15မိနစ်ခန့်ဖွင့်သောအခါပွင့်သွားလေသည်ထိုအန်ဇွဲတွင်တွင်အခြားရွှေငွေပစ္စည်းတစုံတရာမတွေ့ရဘဲလေးလံမှခန့်ရှည်သည့်အဝါရောင်ဂရီပါအိတ်ကလေးတစ်လုံးကိုတွေ့ရ၏ကိုမိုးသည်သည်အိတ်ကလေးကိုဆွဲယူ၍ဇစ်ကိုဖွင့်လိုက်ရာအတွင်းမှာ မင်းကြီးကတော့ဒေါ်မြတွင်ဤအဖိုးတန်စိန်ရင်တို့ကို တွေ့မြင်ကြရလေ၏။ဥကာစင်မှာအံ့ဩခြင်း၊လောဘထွက်ခြင်း၊နှစ်သက်တက်မှတ်ခြင်းတို့ဖြင့်တကိုယ်လုံးတုန်လှုပ်လျက်ရှိ၏။ကိုမိုးသည်ကိုယ်တိုင်ပင်လက်များတဆက်ဆက်တုန်လျက်ရှိနေ၏။ရှင်တို့ကလေးမှာလက်ပြတောင်ကလေးတစ်ဖက်တန်းရှိ၍အလွန်လှပသောရွှေတဲ့ပန်းခတ်တို့ဖြင့်ခြေကွတ်ထားရာနှယ်ရီကမြရှိသော စိန်ဆက်သုံးလုံးမှာခတ်အုပ်အုပ်ထိုးထားသော လက်နေဓမီရောင်တွင်ပိုးဆုံးကျူးပြန်တကဲ့သို့တဖိတ်ဖိတ်တောက်ပလျက်ရှိလေသည်ဥကာစင်ကကိုမိုးသည်ဤလက်ထဲမှရင်နိုးကိုလောဘာတကြီးလှမ်း၍ယူမြီပြုသေး၏သို့သောကိုမိုးသည်ကသူ၏အင်ကြီးတွင်အိတ်ထဲသို့ဖြတ်ခနဲထည့်လိုက်လေသည်ဘဲမလဲခမည်းငွေ9000ပါပါရေဗျာရော့ဥကာစင်သည်သူဤဘောင်းမီအိတ်ထဲမှငွေဆက်ကူတုတ်ကြီးကိုထုတ်၍ပေးလေသည် ငွေဆက်ကူများမှာ30တန်နဲ့5ချက်တန်များဖြစ်ခမားနဲ့အိတ်လေးအောင်များ100တန်တွေယူခဲ့ရောပေါ့မရှိမှမရှိပဲဗျဈေးရောက်ရလို့စုထားတဲ့ငွေကအနှုတ်ကြီးပဲအင်းလေးရှိပါစီတော့ရော့စရူထုခွဲတဲ့နေရာမှာတတိထားနော်အဲ့ဒါအရေးကြီးတယ်အရာတက်ပေမဲ့အတူမတက်ရင်အချီးနီးပဲတဲ့စကပုံရှိတယ်ဥကစင်ပေါ်ရင်ဒီဟာမျိုးကစပေါ်တတ်တယ်တတိထားပါဥကစင် မိကိုကြွက်လျှောက်လိုက်နေပါဦးမေစိတ်ချပါဗျာကိုမိုးဒီကလည်းကြုတ်ဒီဟာမျိုးလုံနေကြပါဗျာပတ်စံကိုရေမကြည့်တော့ဘူးလားမကြည့်ပါဘူးဗျာခမ ्या ကိုယုံပါတယ်အိမ်အပြင်သို့သတိကြီးစွာဖြင့်ထွက်ခဲ့ကြပြီးနောက်လမ်းမကြီးပေါ်သို့ရောက်သောအခါအငှားကားစီတွေ့ရသဖြင့်ကိုမိုးဒီကငှားမြည်ပြူရာဥကာစင်ကစိုးရင်ဒီနှင့်ကြုတ်တော့မစည်းတော့ဘူးဗျာခမ ्या သွားပြီတော့ဒါဖြစ်လဲနေရစ်ပေတော့လေ ကဲသွားမယ်ဥကစင်သတိဝိရိယနဲ့သွားတော့စိတ်ချပါဗျာကိုမိုးဒီဤကားကလေးဒီမိယထာဘူတာတို့လျင်မြန်သွားမောင်းလျက်ရှိရာဥကစင်မှာတော်တော်ဝေးဝေးရှောက်ခဲ့ပြီးနောက်လန်ချားသည် တွေ့ရသည်နှင့်မြို့ရဲသို့လန်ချားဖြင့်လာခဲ့လေ၏အင်ကြီးအိတ်တွင်းမှစင်ရင်တို့ကလေးကို မကြာခဏစမ်းသက်ကြည့်ရှုပြီးလျင် အမျိုးမျိုးစိတ်ကူးရင်နေမိတော်၏ ်တက္ကစီဖြင့်မြည့်ရထားဘူဒာယုံသို့ထွက်ခဲ့သောကုမိုးဒီသည်တမိုင်ကြော်ကြော်ကမ်းမှရောက်သောအခါကားမောင်းသမားအားဟေ့ဗဟန်ပြန်မောင်းအောင်ကွာငါအိမ်မှာပတ်စံအိတ်မိကြံရစ်ခဲ့လို့ဟုဒရိုင်ဘာအားပြောလိုက်သဖြင့်ကားကလေးသည်ဗဟန်သို့ပြန်ခဲ့လေ၏လမ်းထိပ်သို့ရောက်သောအခါကားသမားအားငွေဆက်ကူ၅ချက်တန်းတစ်ချက်ထုတ်ပေးလိုက်ပြီးနောက်ကဲကွာပိုးတဲ့နှစ်ချက်လည်းပြန်မအမ်းပါနဲ့တော့ငါမသွားတော့ပါဘူးမိုးကလည်းတဲလာပြန်ပါပြီ ဟုပြောကာကားကိုပြန်လှုပ်လိုက်၏ကိုမိုးသည်သည်လွန်ခဲ့သောမိနစ်အနည်းငယ်ကဖောက်ထွင်းဝင်ခဲ့သောမင်းကြီးကတော်ဒေါ်မြသွေး၏အိမ်ခြံတွင်သို့ရခင်က ဝင်ခဲ့သောလမ်းတိုင်းပြန်၍ဝင်ခဲ့ပြီးလျှင်အိမ်မ၏အောက်ထပ်အခန်းသို့ရောက်သောအခါရခင်တစ်ကြိမ်ကကဲ့သို့အိမ်သားတွေမရှိဘူးလားပြောဟုခက်ကြဲကြဲအော်လိုက်လေသည် ထိုအချိန်၌က အပေါ်တက်မှချောင်းဆန်တန်တန်ကြားရပြီးလျှင် ညို့ဝအင်ကြီးကိုဝိခါသပင်ကဘိုကီယိုနှင့်အသက်40ကျော်ကန်မိမခက်ချောချောတယောက်ဆင်းလာလေသည်။သူမဤရင်ဘတ်နိုင်ကအယောင်တဖိတ်ဖိတ်တောက်သည်လက်ပြာတောင်တရန်စင်ရင်တို့တချောင်းကိုထိုးထားလေသည်။ဘယ်နဲ့လဲကိုမိုးသည်အကြံအောင်ခဲ့ရဲ့လား။အောင်ခဲ့ပါတယ်ကွယ်ရော့ငွေဒီနာမည်ကြီးခေါ်ပြီးလူကိုနောက်မနေဈမ်းမှန်နဲ့မမျှတွင်ဒီနာမည်ကြားရတိုင်းကြုတ်ကြသိမ့်ထလုံးလို့ကိုမိုးသည်အမိခံကိုဘသားသည် တနည်းဖြစ်သူတော်မြသွင်းအားငွေဆက်ကူတော့ကြီးကိုလှမ်း၍ပေးလိုက်၏တော်မှုကြံကြံစီစီလှုပ်တက်တဲ့ကိုဘသာငွေတုတ်ထဲမှာဘလောက်ပါသလဲငါးတောင်ဆက်ကူတွေကိုရေတောင်မကြည့်ဘူးကွယ်သူပေးတဲ့အတိုင်းယူခဲ့တာပဲဒီလူကြီးမဟုတ်တာတော့လုံမယ်မထင်ပါဘူးဟုတ်ပါပြီလေဒါနဲ့ရင်နိုးကိုယူတော့ကသူမရိပ်မိဘူးလားဘယ်ရိပ်မိမလဲကွယ်အတုလှုပ်ထားတဲ့ပစ္စည်းကလည်း မင်းရင်ဘက်မှာထိုးထားတာနဲ့ချွတ်ဆွတူးနေတာပဲပြီးတော့ကိုကလည်းသူ့ကိုအနာကံမကြည့်ရအောင်လက်နှိပ်ဓမီနဲ့ခက်ဝေးဝေးကထိုးပြတာကိုအေးလီဘာပဲဖြစ်ဖြစ်ကျုပ်တို့တနစ်စာလောက်တော့ဖူးလုံးပါပြီမောင်လဲနောက်ထပ်မြင်းမလောင်းရဘူးเนาะဒါပဲမလောင်းတော့ပါဘူးမိမယာပူကာကလေးဘာကလေးပဲနည်းနည်းပါးပါးထောင်းမာတော့မေဒီငွေကလေး9000လောက်ရဖို့ဟာ3000လောက်ကြိုးစားရပြီးထောင်တွက်နဲ့တူအောင်ကရုံးတော်ရိတ်လိုက်ရသေးတယ် ါကတော့ရှင်ဖြုံးလို့ကုန်တဲ့ငွေတွေအစားရအောင်နည်းနည်းပပတော့ပြန်လို့အုံးမဘောကိုဘသာရဲ့ကဲပါလေအပေါ်တက်တက်ကြရအောင်ဝီစကီလေးတစ်ခွက်တောက်ပြီးဒီညအေးအေးဆေးဆေးပဲအိပ်ပါတော့မယ်နည်းနည်းလင်း၍အိယာမှနိုးတော့ခါကိုဘသာနဲ့မမြသွင်းဇနီးမောင်နှံတို့သည်ယမန်ညင့်ကဥကာစင်ထံမှရခဲ့သောငွေဆက်ကူတို့ကို ဖြည့်၍ကြည်ရာဥကာစင်ပေးလိုက်သောငွေများမှာငွေဆက်ကူအစစ်မဟုတ်ပဲ ဂျပန်ပြည်ပြည့်ငွေဆက်ကူအတူများဖြစ်နေသည်ကိုတက်အန်တောတွေ့ရှိကြရလေ၏။ဥကာစင်မှာလည်းနောက်တနေ့နက်နက်လင်းမှာပင် ကိုမိုးသည်ထမ်းမှဂျမန်ညင့်ကမိမိရရှိခဲ့သောရင်တို့မှာမင်းကြီးကတော်ဒေါ်မြတ်တွင်ဤစိန်ရင်တို့အစ်စ်မဟုတ်ပဲအဖိုးမတန်သောကြောင်များဖြင့်ပြုလုပ်ထားသည့်ကျေးရင်တို့တစ်ချောင်းဖြစ်သည်ကို သိရလေသည်။ငွေတာကြီးမဂ္ဂဇင်း1965ခုဇူလိုင်လအမှတ်63